်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DPPO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်အာရခတက်တော် AA ထိချုပ်ထားတဲ့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာမိုးတက်တဲမဲမဲရွာနေလို့စစ်ပေရှောင်တွေမြေမြုပ်ပိုင်းအန်ဒီယသတိထားကြဖို့ AA ကထုတ်ပြန်သတိပေးနေပါတယ်။တန်တွဲမြို့မှာရက်20ကျော်ဇတိုင်းမိုးတဲနေတာကြောင့်မိုင်းအန်ဒီယသတိရှိကြဖို့ AA ကမိုင်းသတိပေးချက်တွေထုတ်ပြန်သတိပေးနေတယ်လို့ဆိုပါတယ်။ အေအေကမြေမြုံမိုင်းသတိပေးတဲ့နယံကပ်ဆာဆောင်တွေဇက်တိုက်ဝင်နေတယ်လို့တန်တွဲမြို့ကန်တယောက်က GBP ကိုပြောပါရတယ်။ဒါပြင်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့တန်တွဲမြို့ပတ်ဝန်းကျင်ရွာတွေမှာအေအေကမိုင်းရှင်းလင်းရေးတွေဆက်လုပ်နေရလို့စစ်ဆောင်တွေကိုနေရမပြန်ခိုင်းသေးတာကြောင့်မြို့ကန်တွေလည်းအလောက်ကိုင်းခက်ခဲဖြစ်နေတယ်လို့ဆိုပါရတယ်။အေးအေးအနေနဲ့လည်းတန်တွဲမျိုးမှာမိုင်းရှင်းလေးရေးလုပ်နေသလိုမြေမြုံမိုင်းနဲ့စစ်ကြံလက်နက်တွေအန်တီရဲ့အသိပညာပေးဟောပြောပွဲတွေကိုလှုပ်ဆောင်နေတယ်လို့ဆိုပါရတယ်။ ပြီးခဲ့တဲ့ဇွန်လ20ရက်အထိတန်တွဲမြို့နယ်ကမိုင်အလုံး900လောက်နဲ့ခွားမြို့နယ်ကမိုင်အလုံး1500ကျော်ကိုရှင်းလင်းနိုင်ခဲ့ပြီဖြစ်တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်18မြို့နယ်ထဲက14မြို့နယ်ကိုအေအေက သိမ်းပိုက်ထားပြီးကြောက်ဖြူမြို့နယ်မှာတော့စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ရှင်။ ARD တိုင်းပသိမ်မြို့နယ်ငွေဆောင်မြို့မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကမြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့ပညာရေးကျောင်းတွေမှာကလေးတွေကိုစာသင်ကြားတာတွေမလုပ်ဖို့မိဘတွေကိုခေါ်ယူတားမြစ်ပြီးခံဝန်ထိုးခိုင်းနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ကျွန်းလာ29ရက်ကစတင်ပြီးစစ်ကောင်စီခန့်ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနဲ့ဆ ਾਇ ယာဖားတို့က ထွေအုပ်ယုံကိုအသုံးလိုက်ခေါ်ယူပြီး NUG ကဖွင့်လှစ်တဲ့ online ပညာရေးအပါအဝင်ပညာသင်ကြားရေးလုပ်ငန်းတွေမှာမပါဝင်ဖို့ခံဝန်ထိုးခိုင်းတာလို့ငွေဆောင်မြုပ်ကန်တယောက်ကပြောပါတယ်။စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကအရက်သားတွေစီကနေ NUG ပညာရေးအကြောင်းတွေမှာကြောင်းမထားပါဘူးဆိုတော့ခံဝန်လက်မှတ်ယူတဲ့အပြင် NUG PDF အဖွဲ့တွေနဲ့ပတ်သက်မှုရှိရင်ဖက်စီအရေးယူထောင်ချခံရမယ်လို့ချင်းချောက်ပြောဆိုတယ်လို့ဆိုပါတယ်။ ငွေဆောင်မျိုးမှာ CDM ပညာရေးဝန်ထမ်းတွေတူရှင်တင်ကြားနေတယ်လို့ရက်ခွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုတင်ပြတာတွေရှိတဲ့အတွက်အခုလိုလောက်တာလို့စစ်ကောင်စီနဲ့နှိဆက်သူကပြောပါတယ်ရှင်။နောင်ချိုနဲ့လင်းမိုက်အကွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေပါတယ်ထက်အောင်သတင်းပေးပို့ထားပါတယ်ရှင်။ တောင်းထက် TNL ထိန်းချုပ်ထားတဲ့နောက်ချိုမျိုးကိုပြင်ရဖို့စစ်ကောင်စီကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပါလက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းဟာနောက်ချုံမြို့နယ်လေးမိုင်ဝန်းကျင်မှာဝေးတဲ့မြက်ချီးနုကျေးရွာဘက်မှာတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါအပြင်စစ်ကောင်စီကလည်းကြောင်းတက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေလည်းစတိုက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ဒေသခံတို့ပြပြတာကိုဒီဘီကနောက်ခံတန်ထက်ဖတ်ထားပါတယ်။ဒီနေ့အထိလည်းအဲ့ဒီဘက်မှာတိုက်ပွဲကဆက်ပြီးဖြစ်နေတော့မယ်။မြို့ရဲကလည်းလေးကျောင်းနဲ့ရောလက်နက်ကြီးတွေနဲ့ရောပြစ်နေတာလည်းတောက်လျှောက်ပဲ။ သူတို့ကအဓိကတော့အဲ့ဒီလေချောင်းနဲ့လက်နက်ကြီးကိုအဓိကအားပြုနေတာလက်ရှိစစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေရဲ့အခြေအနေကိုကြည့်ရင်အင်အား6000ဝန်းကျင်လောက်ရှိနိုင်တယ်လို့စီးလေးသာသုံးသပ်တူတူဖြစ်တဲ့ကိုစင်ရောကပြောပါတယ်။ဒါ့အပြင်လေချောင်းတက်ခဲမှုကိုလည်းကြီးကြီးမားမားလုပ်နေတာကြောင့်နောက်ချိုကိုပြန်ပြီးလက်လွတ်ရတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။အင်အား6000ရဲ့လေချောင်းရဲ့ပြီးတော့ကြောင်မဲကိုတောက်လျှောက်တိုက်နေတဲ့လေချောင်းတိုက်ခိုက်နေတဲ့ပုံစံအရဆိုရင်အနည်းနဲ့အမြန်ပဲကွာမဲ့သဘောလို့ သုံးသပ်ရတယ်။ဒါအပြင်တစ်ဆက်တည်းရှိနေတဲ့ကြောင်မဲဘက်မှလည်းလေကြောင်းတိုက်ခိုက်မှုတွေစတိုက်လုပ်နေတာပါ။တိုက်ပွဲတွေကြောင်းနောင်ချုံနဲ့ကြောင်မဲဘက်ကဒေသခံထောင်နဲ့ချီပြီးလဲထွက်ပြေးတိမ်းရှောင်နေကြပါတယ်။နောင်ချုံမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လထဲမှာ TLN လေးနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။တရုတ်ကြောင်ဝင်တဲ့ကုမင်းဆွေးနွေးပွဲမှာတော့စစ်ကောင်စီကနယ်မြေတွေပြန်တောင်းတာကို TLN တွေကလက်မခံတဲ့နောက်နောင်ချုံကိုအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ကျွန်တော်ထားအောင်ပါ။ ထိုင်းဝန်ကြီးချုပ်ဖေထောင်ထန်ရှင်နဝတ်ဟာကျင်းဝတ်ပိုင်းဆိုင်ရာဆွဆွရွရချိုးဖောက်တယ်လို့ဆွဆွထားတဲ့အမှုကိုလက်ခံဖို့ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကဇူလိုင်၁ရက်နေ့မှာဆုံးဖြတ်လိုက်ပါတယ်ဒီအမှုကိုခုံရုံးကလက်ခံလိုက်တဲ့အတွက်စီရင်ချက်မချမိအထိဝန်ကြီးချုပ်ကိုရာထူးကဆိုင်းငံ့ခံထားရမှာဖြစ်ပါတယ် အထက်လွှတ်တော်အမတ်36ရောက်ကတည်သွင်းတဲ့ရှောက်လွာမှာဖေထောင်ထန်းနဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့ဖုန်းပြောဆိုမှုအသံဖိုင်ကိုစုံစမ်းစစ်ဆေးဖို့အထက်လွှတ်တော်အမတ်36ရောက်ကရှောက်ထားခဲ့ပါတယ်။အသံဖိုင်ထဲမှာဖေထောင်ထန်းကအမတ်နှစ်စစ်တိုင်းမှုကိုရံပက်အဖြစ်ပြောဆိုတာဟွန်ဆန်ကိုအညံ့ခံလိုက်လျော်တဲ့လေသာနဲ့ပြောဆိုတာကမ္ဘောဒီးယားဘက်ကတောင်းဆိုသမျှလိုက်နာဖို့အသင့်ဖြစ်နေတာတွေဟာဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ခြေကဥပဒေပုံမှ160ပုံမှကွယ်လေးနဲ့9အရအရေးချင်းနဲ့ကိုကျင့်တရားကိမဲရာရောက်တယ်လို့ဆိုပါတယ်။ဒါပြင်ဝန်ကြီးချုပ်ဟာရုပ်ဖြောက်မှုမရှိဘူးကျင့်ဝတ်စံနှုန်းတွေကိုဆွဆွရွရွချိုးဖောက်ရာရောက်တယ်လို့လည်းဆွဆွဲထားပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆက်ပါရှင်။